စနီးဖြစ်သူနဲ့တမီလေးကအမေရိကကနေပြန်လာကြပြီဖြစ်တာကြောင့်အသက်34နှစ်ပြည့်မွေးနေ့လေးကိုမိသားစုနဲ့အတူပျော်ပျော်ပါပါကျင်းပပြုလုပ်ခဲ့တယ်။အမတော်ရီဖော်သရုပ်ဆောင်မင်းသားအောင်မင်းခန့် မင်္ဂလာပါပရိသတ်ကြီးရှင်အမတီဗီဖောရုပ်သံဇလန်ဒဲရီရဲ့ပထမဦးဆုံးဇာတ်ကားမှာပါဝင်တရုတ်ဆောင်ခွင့်ရခဲ့တဲ့တရုတ်ဆောင်အောင်မင်းခန်းကတော့မြန်မာနိုင်ငံရဲ့ဇလန်ဒဲမင်းသားတွေထဲမှာခေဦးမင်းသားတယောက်လို့ပြောရမှာလည်းဖြစ်ပါတယ်အောင်မင်းခန်းဟာနိုင်ငံကျော်တရုတ်ဆောင်နိုင်နိုင်ရဲ့ညီတော်ဆက်သူလည်းဖြစ်တယ်လို့အနုပညာလောကမှာလည်းကိုလန်းကိုဖောက်ပြီးအောင်မြင်မှုတလက်ဖို့ဆောင်းနိုင်တဲ့အထိစူးစမ်းနိုင်ခဲ့သူလည်းဖြစ်ပါတယ် အောင်မင်းခန့်ဟာမင်းကလေးပြိသက်တတော်များများရဲ့အားပေးခြင်းကိုခံခဲ့ရသလိုဇနီးဖြစ်သူနဲ့လည်းပြိသက်နဲ့မင်းသားအဖြစ်စတင်ဆောင်တွေ့ခဲ့ကြပြီးမှပူဇော်ပါခဲ့ကြတာလည်းဖြစ်ပါတယ်အခုဆိုရင်တော့အောင်မင်းခန့်တို့ဇနီးမောင်နှံမှာချစ်စရာသမီးလေးတယောက်လည်းပွေဖွားထားပြီဖြစ်တာကြောင့်အောင်မင်းခန့်ကိုချစ်ကြတဲ့ပရိသတ်တွေကတော့သမီးလေးအတွက်ပါပို့ပြီးတော့အချစ်ပုံနေကြရတာဖြစ်ပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းရက်တွေမှာတော့အောင်မင်းခန့်ရဲ့ဇနီးဖြစ်သူနဲ့သမီးလေးအော်ရာတို့ဟာအမေရိကကနေမြန်မာနိုင်ငံကိုလိုက်လာခဲ့ကြတာဖြစ်ပြီးအောင်မင်းခန့်ကလည်းမြန်မာနိုင်ငံမှာအနုပညာလုပ်တွေပြန်လည်လုပ်ကိုင်ဖို့ရတဲ့ဇနီးနဲ့သမီးကိုပါအပြီးခေါ်ထားခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဒီနေ့မှကြာရောက်တဲ့အသက်34နှစ်ပြည့်မွေးနေ့လေးကိုလည်းမိသားစုတွေစဆုံလင်လင်နဲ့ကျင်းပပြုလုပ်ခဲ့သလိုအော်ရာလေးကိုတရိယာနေကြတဲ့ပရိသတ်တွေအတွက်လည်းချစ်စရာဗီဒီယိုလေးနဲ့မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။ အမင်းခန့်တို့ဇနီးမောင်နှံကတော့နှစ်ယောက်စလုံးကအချောလာတွေဖြစ်ကြတာကြောင့်သမီးလေးအော်ရာကလည်းငငယ်လေးကလေးကပြိသက်တွေကြားထဲမှာရေပန်းစားနေပြီးအခုဆိုရင်အနုပညာအလုပ်တွေအတွက်ကမ်းလှမ်းမှုတွေတောင်ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။ဘလိုပဲဖြစ်ဖြစ်အသက်34နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့တရုတ်ဆောင်အောင်မင်းခန့်အတွက်ပြိသက်ကြီးကမွေးနေ့ဆုတောင်းစကားလေးပြောကြားပေးခဲ့ကြပါအောင်ရှင်။ I've been a day to celebrate to but don't you hesitate.